မင်္ဂလာပါရှင်။ Kumila News ကနေကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ MRO CDF မတူပီကိုမထောက်ခံတဲ့မတူပီမျိုးနယ်ပညာရေးဘုတ်အဖွဲ့ဝင်၃ယောက်ဖမ်းဆီးခံရတဲ့သတင်းမှာမတူပီတော်လန်ရေးအဖွဲ့ချုပ်နဲ့ချင်းကာခွဲတပ်မတူပီ MRO CDF မတူပီတို့ကမျိုးနယ်ပညာရေးဘုတ်အဖွဲ့ဝင်၃ယောက်ကိုအောက်တိုဘာ15ရက်နေ့မှာဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေကမျိုးနယ်ပညာရေးဘုတ်အဖွဲ့အတွင်းရေးမှုနဲ့ဂျားကာလာချင်းအမျိုးသားအတိုင်းမင်ခံကောင်းစီ ICNCC ရဲ့ပညာရေးဘုတ်အဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီယာမနျူဟက်ပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဗန္ဒာရေးမှုဆီယာမမအေးရွှေနဲ့မြို့နယ်ပညာရေးဘုတ်အဖွဲ့တင်နန်းမှုဆီယာမနိုမီတို့ဖြစ်ကြပါတယ်။ဖန်စီခံရသူ၃ယောက်ဟာ MROMCDO မတူဘီ Community Development Organization ကဦးဆောင်ရေးဆွဲတဲ့မတူဘီဒေသနာအုပ်ချုပ်ရေးအခြေခံဥပဒေမူကြမ်းကိုမထောက်ခံလို့ဖြစ်တယ်လို့သိရပါတယ်။ဖန်စီခံရသူတွေဟာချင်းမျိုးသားကောင်စီ CNC မတူဘီကိုဆက်လက်ရည်တည်ပေးပြီး MOF ခြေဥမူချမ်းကိုကန့်ကွက်သူတွေဖြစ်တယ်လို့ချင်းမျိုးသားကောင်စီမတူပြည်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။ MOF ဥက္ကဋ္ဌကအုတ်ချုပ်ရေးဥပဒေပြုရေးကာလုံစတဲ့ဒေသန္တရအုတ်ချုပ်ရေးအားလုံးကိုချုပ်ကင်ထိန်းချုပ်မဲ့အချက်တွေပါဝင်တဲ့ခြေဥကိုမထောက်ခံလို့ဖမ်းဆီးရဖြစ်ပြီးတော့သူတို့ကိုပုံမှန်အမျိုးမျိုးတတ်ထားတယ်လို့လည်းဆိုပါရတယ်။ဖမ်းဆီးခံရသူ၃ယောက်ဟာစစ်တပ်အာဏာသိမ်းချိန်မှာ CDM ပြုတ်လုခဲ့ကြပြီးတော့ချင်းကာကွယ်ရေးတပ် CDF မတူပြည်ကိုစတင်တီထောင်သူတွေထဲမှာပါဝင်ခဲ့သူတွေဖြစ်ပေမဲ့ လက်ရှိမှာတော့မိသားစုဝင်တွေနဲ့တွေ့ခွင့်မရပဲရှိနေတယ်လို့သိရပါဗျ။